ရိကန်လေယာဉ်တင်သင်းမောနဲ့စစ်သင်းမောတွေကိုတိုက်ခိုက်မယ်လို့ဟူဒီတို့ကကြေညာပါတယ်။အစ္စရေးကိုထောက်ခံခြင်းအပြင်အမေရိကန်ရန်ဆောင်မှုတိုးလာတာကိုတုံ့ပြန်တဲ့အနေနဲ့ဂျီမင်ရဲ့ဟူဒီဖွဲ့ဟာပင်လယ်ပြင်မှာလေယာဉ်တင်သင်းမောတွေတိုက်ခိုက်ရေးသင်းမောတွေနဲ့စစ်သင်းမောတွေကိုပြစ်မှတ်ထားတိုက်ခိုက်မယ်လို့ဟူဒီခေါင်းဆောင်ကမိန့်ခွန်းပြောလိုက်ပါတယ်။ဒေတာတွေမှာအမေရိကန်ရဲ့စစ်စင်ရေးတွေဆက်ရှိနေပြီးရန်လုံမောင်းထားမှုတွေဆက်ရှိနေရင်ပိုစိတ်နှောက်ယှက်ဖြစ်စေပြီးတော့ပိုနာကျင်စေမဲ့အရေးမှုကို ပြင်းပြင်းထန်ထန်လုပ်ဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။မနေ့တုန်းကပေလနီမြောက်ဘက်ဆုံးကိုကီလိုမီတာ1300กว่าဝေးထိစုခွာတင်းရှောင်ခဲ့ရတယ်။ American လရင်တင်သင်းမုန်းနဲ့တိုက်ခိုက်မှုကိုဟူဒီဖွဲ့တွေကထိတွေ့ဆောင်ရွက်ခဲ့တယ်လို့ဟူဒီခေါင်းဆောင်ကပြောပါတယ်။ဒါအပြင်အစ္စရေးရန်သူနဲ့ပတ်သက်လို့ဂါဇာကမ်းမြောင်စီကုင္ကြီးတွေဝင်လာတာကိုတားဆီးဖို့အခိုင်အမာတောင်းဆိုတာဟာကြီးမားတဲ့ရန်လုံမှုလျှို့လျူမရှိနိုင်တဲ့ကြောင်းမျိုးဖွဲ့ကောင်းတဲ့ရောင်စွဲမှုကြီးလို့ဟူဒီခေါင်းဆောင်ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ Israel တင်းမောတွေကိုတွာလာခွင့်ပိတ်ပင်တဲ့ကျွန်တော်တို့ယတိကြပထမအဆင့်ဖြစ်ပေမဲ့ဂါဇာမှာပါလက်စတိုင်းပြည်သူတွေငပေးပြင်းထန်ခြင်းမှာဒီအဆင့်မှာပဲယတိနေမှာမဟုတ်ပဲအခြေအနေနဲ့လိုအပ်ချက်အရပူပြီးလုပ်ဖို့အရေးကြီးတယ်လို့ဆိုပါလေဟူဒီစစ်ဘက်ပြောရဆိုခွင့်ရှိသူကတော့ဟူဒီဖွဲ့ဟာပင်လယ်နေမှာ American Lane နဲ့မှာ USS Harry S. Truman ကို48နိုင်ရီတွင်တတိယကျင်းမြောက်ပြင်မထားပြီး cruise နဲ့စဉ် ဒရုန်းနှစင်းနဲ့အောင်မြင်စွာတိုက်ခိုက်ခဲ့ကြောင်းပြောပါလိမ့်။ American ဖြတ်သိမ်းမှုတစ်စင်းကိုလည်း Cruise တုံးကြီးတစ်စင်းဒရုန်း၄စင်းနဲ့ပြစ်မှတ်ထားထားကြောင်းနဲ့ခုဒီတွေဟာရေမြေနိုင်ငံကိုရန်ဆောင်မှုတွေရမတက်သွားမချင်းပေလယ်နီနဲ့အာရီပြပင်လယ်မှာရှိတဲ့ရန်လိုတဲ့ပြစ်မှတ်အားလုံးဆက်တိုက်မယ်ဆိုပါလိမ့်။ခုဒီဖွဲ့ဟာအစ္စရေးနဲ့ဟာမတ်စ်ဘက်မှပါလက်စတိုင်းကိုထောက်ခံတဲ့အနေနဲ့အစ္စရေးဘက်ကဒရုန်းတွေတောင်းကြည့်နေတဲ့အချိန်ကြီးပြစ်ခတ်ခဲ့ပြီး2023ခုနှစ်မှာကတည်းက ရီမင်းနီးမှရှိတဲ့နိုင်ငံတကာရေပိုင်းနဲ့မှတိုက်ခိုက်မှုတွေပြုလုပ်ပြီးကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကိုအနှောင့်အယှက်ပေးခဲ့တာဖြစ်ပါလေ။အမေရိကန်နဲ့သူ့မဟာမိတ်တွေဟူသီတွေကိုကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုချိန်ချောက်မှုဖြစ်သတ်မှတ်ခဲ့ပါလေ။အမေရိကန်ကလည်းပြည်ထိုင်တဲ့အစ္စရေးလိုလိုပဲလေကြောင်းတိုက်ခိုက်မှုနဲ့တုံ့ပြန်ပါလေ။ရီမင်းကြောထောင်းနောက်ခံပြုထားတဲ့ဟူသီဖွဲ့တိုက်ခိုက်မှုမှန်သမျှကိုအီရန်ကတောင်းယူခိုင်းမယ်လို့အမေရိကန်သမ္မတထရန့်ကပြောပြီးတဲ့နောက်အမေရိကန်စစ်တပ်ရဲ့အလဲပိုင်းစစ်တပ်နာချုပ်ကရီမင်းမှာရှိတဲ့ ဟူဒီတက်တွေကိုစစ်စင်ရေးတွေဆက်လွတ်နေတယ်ပြောပါတယ်ဟူဒီတက်တွေကိုအမေရိကန်ကမတ်လ15ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ရမှာအနည်းဆုံးလူ90ကျော်သေပါတယ်ဟူဒီတက်တွေဟာဂါဇာမှာအစ္စရေးနဲ့စစ်ပွဲအတွက်ပါလက်စတိုင်းတွေနဲ့စီးလုံးညီညွတ်စွာဆောင်ရွက်နေတယ်လို့ပြောပါတယ်2023ခုနှစ်မှာကစပြီးအကြိမ်တရာကျော်ပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုပါတယ် ဟူသည်ဖွဲ့လင်းတော်မှာအီရန်ရှိနေပြီးအီရန်ကိုပြင်းထန်အရေးယူမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့အီရန်ကတော့ကန့်ကွက်ပါတယ်အမေရိကန်သမ္မတထရန့်ကတော့ဘာပြောပြောအီရန်ဟာဒီဟူသည်ကတိုက်ခိုက်လေပိုပြီးကြောက်မဖွယ်ကြိုးစက်တွေနဲ့ရင်ဆိုင်ရဖို့နှီးလေဆိုပြီးတော့ပြောတော့ပါလိမ့်ဒီကိစ္စနဲ့ပတ်သက်ပြီးအီရန်ကလည်းကုလသမဂ္ဂမှာအမေရိကန်ကိုကန့်ကွက်ဟန်တာပေးဖို့တောင်းဆိုပါလိမ့်ထရန့်ရဲ့ချင်းချောက်ပြောဆိုမှုပေါ်ကုလသမဂ္ဂကောင်စီအနေနဲ့ တစုံတရာကောက်ွက်တားဆီးပေးပါလို့ Iran ဆိုရကတောင်းဆိုထားပါလေကုလတွင်မှုကြောင့်လည်းကုလလုံးကြောင့်ကောင်စီလှည့်ကြဥက္ကရာနေစီ Iran ကစာပို့ထားပါလေ Reagan ဆိုရရဲ့ Iran ပေါ်ရန်လိုတဲ့ပြုတ်မှုပြောဆိုမှုတွေဟာစိုးရတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ကုလအနေနဲ့နှုတ်ပိတ်မနေသင့်ပဲကောက်ွက်ရှုတ်ချပြောဆိုတင်တယ်လို့အဲ့ဒီဆာမှာဖော်ပြထားပါလေအချောင်းချအာနာရှိတဲ့နိုင်ငံတိုင်းငယ်ပေါ်အင်အားသုံးချင်းချဖို့စူးစမ်းတာဟာ ုလသမဂ္ဂပြည်ညဆိုင်ရာအခြေခံမူဝါဒကိုချိုးဖောက်တာဖြစ်လို့ကုလသမဂ္ဂအနေနဲ့တစုံတရာအကန့်အတွဲဖြည့်ရှင်းတင်တယ်လို့အီရန်မြေတမ်းကိုယ်စားလှယ်ဆာမဖော်ပြထားတယ်လို့အီရန်အစိုးရသတင်းတွေကဖော်ပြပါတယ်။တကယ်လို့အမေရိကန်အနေနဲ့လွန်လာပြီဆိုရင်တော့အီရန်ဟာလုံးဝသိခံမှာမဟုတ်ပဲပြန်လည်လက်စားချေတိုက်ခိုက်မှာလို့အီရန်စစ်သက်ဆိုင်ရာကောင်စားဗိုလ်ချုပ်ကြီးဟူစိန်ဆလာမီကလည်းကြုံမှားထားတာဖြစ်ပါလိမ့်။ ယူကရိန်းနဲ့ရုရှားငြိမ်းချမ်းရေးအတွက်လောလောဆယ်မသိမကြာဖြစ်နေတဲ့အခြေအနေမှာပဲပြင်သစ်ကတော့ယူကရိန်းဘက်ကနေရက်တီဖို့အတွက်အစွမ်းကုန်ပြင်ဆင်နေပြီဖြစ်ပါတယ်။ဂျာမနီကလည်းပူးပေါင်းပါဝင်မယ်ဆိုပါတယ်။ပြတင်းကလည်းပြင်သစ်လိုပါပဲယူကရိန်းတပ်သားတွေကိုလိမ့်ကျင်ပေးမယ်လို့ပြောလာပါတယ်။အခုလောလောဆယ်တော့ဂျာမနီနဲ့ဆက်နေကပြင်သစ်လေတက်စကန်မှာနျူကလ িয়ার လက်နက်တွေဖြန့်ကျက်ချသွားဖို့ထိစီစဉ်နေပြီလို့ပြင်သစ်သမ္မတမက်ခရွန်ကပြောပါတယ်။ ဂျာမနီလက်ဆက်အနီက latest scan တစ်ခုကိုအဆင့်တိုးမြင့်ပြီး nuclear လက်နက်တွေဖြန့်ကျက်ဖို့အစီအစဉ်ထားကြောင်းပြင်သစ်သမ္မတ Macron ကပြောပါတယ်။အဲ့ဒီ latest ချစ်တဲ့ scan ကိုမလောက်ဆက်ရှိနေကသွားရောက်ပြီးတဖုံအနေနဲ့တွေ့ဆုံခြင်းမှာသမ္မတ Macron ကပြောခဲ့တာပါ။အဲ့ဒီ latest scan ကိုဒေါ်လာသန်း1000နီးပါးသုံးဆွဲပြီးအဆင့်မြင့်နေသလိုပြင်သစ်ရဲ့၄ခုမြောက် nuclear လက်နက်ဖြန့်ကျက်ချထားတဲ့အခြေစိုက် scan ဖြစ်လာမယ်ဖြစ် 2035ခုနှစ်မှာပြင်သစ်ရဲ့အတန်းထက်မြန်တဲ့နျူကလ িয়ার ထိပ်ဖူးတဲ့ဒုံးကြီးတွေပထမဆုံးတက်စင်မက်စကာဖြစ်လာလိမ့်မယ်လို့မက်ခရွန်ကပြောပါလိမ့်။ပြင်သစ်သမ္မတမက်ခရွန်ဟာဂျာမနီနိုင်ငံဘာလင်မြို့တော်ကိုသွားလင်းစကန်ကိုသိရောက်လာတဲ့ရာဖေးတက်လေယာဉ်တွေဝင်ရောက်ကြည့်ရှုရင်းတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့တာလို့သမ္မတနန်တော်ကထုတ်ပြန်ပါလိမ့်။ ဒါအပြင်ယူကရိန်းဟာလွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လို့သူ့နိုင်ငံတွေကိုမဟာမိတ်တွေလာရောက်ပြီးငြိမ်းချမ်းရေးထိန်းသိမ်းဆောင်ကြည့်ဖို့တောင်းဆိုလာရင်ရုရှားသဘောတူတာမတူတာကိုထည့်သွင်းစဉ်းစားမှာမဟုတ်ပဲတက်တယ်ဆဲထုတ်နိုင်တယ်လို့သမ္မတမက်ခရွန်ကပြောလာပါလေ။ပြည်တွင်းဝန်ကြီးချုပ်ဦးဆောင်ဂျင်မာနဲ့ယူကရိန်းချင်းအွန်လိုင်းဆွေးနွေးပွဲမှာပြောတာဖြစ်ပါလေ။ပြည်တွင်းကလည်းရုရှားကိုကျက်30အပြစ်ခတ်ရစေးကိုလက်ခံဖို့အမြန်ဆုံးဖိအားပေးရမယ်လို့ပြောနေပါလေ။ ယူကရိန်းမှာငြိမ်းချမ်းရေးထင်သေးဆောင်ကြည့်ဖို့ဥရောပနိုင်ငံတွေတမကဥရောပမဟုတ်တဲ့နိုင်ငံတွေကပါပါဝင်ဖို့အသင့်ရှိနေတယ်လို့ပြောပါလိမ့်။ယူကရိန်းကတောင်းဆိုလို့တက်တေဆီလွတ်နေရချခြင်းဟာရုရှားနဲ့မသက်ဆိုင်သလိုရုရှားအနေနဲ့ဘာမှဝေဖန်ကန့်ကွက်ခွင့်မရှိဘူးလို့မက်ခရိုကဆိုပါလိမ့်။ဘရိတ်ကစိုးပြထားတဲ့ပြစ်ခတ်ရစရေးပေါ်ရှင်းရှင်းလင်းလင်းမတုံ့ပြန်တော့ဘူးကရုရှားအနေနဲ့ငြိမ်းချမ်းရေးကိုမလိုလားဘူးဆိုတာပြသနေသလိုမဟာမိတ်တွေအနေနဲ့ပူဖိအားပေးရမယ်လို့ပြည်သူ့သမ္မတမက်ခရွန်ကပြောပါလိမ့် ပြင်းထန်တဲ့ဖြစ်တင်ရဲ့လှုပ်ရဟာတကယ်တော့အမေရိကန်ရဲ့ငြိမ်းချမ်းရေးစီစဉ်ကိုတစ်ဖက်တစ်လက်ကအကန့်ကွက်နေတာပဲဖြစ်တယ်ဆိုပြီးတော့ရုရှားရဲ့ဒုက္ခဆောင်လို့ပြောလို့ရတယ်ဒီမီထရီမက်ပီတက်ကပြောပါလိမ့်ပြင်းထန်တဲ့ဖြစ်တင်ဟာဒီကိစ္စမှာကန့်လန့်တိုင်နေပြီးသူတို့ဟာစစ်ပွဲကိုမပြီးစေချင်ဘူးလို့ဆိုနေပါလိမ့်ဒါအပြင်ပြင်းထန်သမ္မတဟာနျူကလ িয়ার လက်နက်ပစ္စနာကိုကျိုးကန်ချေလက်နေတာလို့ရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနမှပြောခွင့်ရမျိုးသူမာရီယာဆာခါရိုဘာကဆိုပါလိမ့် မက်ခရွန်ဟာမကောင်းတဲ့ရည်ချက်တွေနဲ့နျူကလ িয়ার လက်နက်ပြသနာကိုကြိုးကန်ချလနေပါလေ။ရာဖေးတက်လေအနေနဲ့နျူကလ িয়ার ထိပ်ဖို့တွေတက်ဖြန့်ချထားမယ်ဆိုတော့ဟာခုခံကောက်ွယ်ဖို့တော့မဟုတ်ပဲဒါဟာရန်လိုတဲ့အပြုတ်မှုတွေတွဲလို့ယူဆဖို့ဟာတေချာတလို့ရှိတယ်လို့ရုရှားဘက်ကပြောပါလေ။ယူကရိန်းသမ္မတဇီလန်စကီကတော့အဲ့ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာလည်းတိုက်ဆိုင်စွာနဲ့ပဲစစ်မှတ်ဖြစ်သွားခြင်းပြည်ပကိုယူကရိန်းတပ်ဖွဲ့တွေစေလွှတ်နိုင်တဲ့ဥပဒေကိုလက်မှတ်ထိုးတယ်လို့ဆိုပါလေ။ ဇီလန်စကီအဲ့ဒီလိုလက်မှတ်ထိုးတာဟာတရားမဝင်ဘူးလို့ရုရှားကပြောပါလေ။ဘာကြောင့်လဲဆိုတော့ဇီလန်စကီကတရားဝင်သမ္မတမဟုတ်တဲ့အတွက်တရားမဝင်ဘူးလို့ပူတင်ကပြောပါလေ။ဇီလန်စကီကတော့ဥပဒေတရားကိုလက်မှတ်ထိုးခဲ့ပြီးအဲ့ဒီဥပဒေရာခင်မီလက်နက်ကရိယာတွေယူဆောင်မှုနဲ့စစ်သည်နယ်တပ်ဖို့စစ်မှတ်ဖြစ်ပွားချိန်မာရှယ်လောအခြေအနေအောက်မှာပြည်ပကိုယူကရိန်းတပ်ဖွဲ့တွေဆေလွတ်ရေးအတွက်ခွင့်ပြုမယ်လို့စင်ဟွာသတင်းရဆိုပါလေ။ ယူကရိန်းမှာအာဏာမြေဆုံးလွှတ်တော်ဟာမနေ့ကလွှတ်တော်တရားဝင်ဝက်ဆိုက်ကလည်းအဲဒီဥပဒေတည်ပြုထုတ်ပြန်ပါလေယူကရိန်းဥပဒေနဲ့ညီတည်ပြုလိုက်တဲ့အခု အစီအစဉ်တည်ရာယူကရိန်းတပ်ဖွဲ့ဝင်စစ်ရေးဆိုင်ရာဌာနတွေနဲ့စစ်တပ်လောက်မှရှိတဲ့အဖွဲ့အစည်းတွေဟာစစ်မဲ့ဖြစ်သွားချိန်တခြားနိုင်ငံတွေထူးသဖြင့်မိဘနိုင်ငံတွေထံစစ်လွတ်ခံရနိုင်တယ်လို့လွှတ်တော်ရဲ့ထုတ်ပြန်ချက်ရသိရပါလေနောက်ထပ်သတင်းမဟုတ်ပြောချင်ပါလေယူကရိန်းချင်းနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်နဲ့အစိပ်ပိုင်းများစွာသဘောတူညီထားပြီးဖြစ်တယ်လို့ထရန့်ကပြောပါတယ်။အမေရိကန်သမ္မတထရန့်ဟာယူကရိန်းနိုင်ငံသဘောတူညီချက်အတွက်ရုရှားသမ္မတပူတင်နဲ့အစိပ်ပိုင်းများစွာသဘောတူညီထားပြီးဖြစ်ကြောင်းပူတင်နဲ့ဖုန်းနဲ့ဆွေးနွေးမှုလုပ်ခင်ပြောကြားလိုက်တယ်ဆိုပါတယ်။ထရန့်နဲ့ပူတင်တို့ဟာဖုန်းနဲ့ဆွေးနွေးကြမှာဖြစ်ပါလိမ့်။သဘောတူညီမှုများရှိပြီးဖြစ်ပေမဲ့လည်းအလုံးမမပြီးသေးပါလို့ထရန့်ကဆိုပါတယ်။ယူကရိန်းစစ်ပွဲတွင်နှစ်ဖက်လုံးဟာတိုက်ပွဲတွေကြောင့်တစ်ဘက်မှာစစ်သည်2500ကျော်သေဆုံးနေရပါလေ တောင်ခုချိန်မှာအဆုံးသတ်တင်ပါပြီ။သမရပူတင်နဲ့ဖုန်းခေါ်ဆုံးမဲ့အစီအစဉ်ကိုမျှော်လင့်ရတယ်လို့ထွန်းကဆိုပါတယ်။ဇလန်စကီကတော့တနင်္လာညပိုင်းကပြောတဲ့မိန့်ခေါ်မှာပူတင်ဟာစစ်ပွဲကိုမပြီးဆုံးစေလို့ကြောင်းအဲ့ဒီလိုမျိုးဆန္ဒရှိနေတယ်လို့ဆိုပါလေ။ဒါကြောင့်အမေရိကန်သမ္မတထရန့်ရဲ့ကြိုးပမ်းမှုတွေကို လေးစားပေးမယ်လေ။ဒါဟာတကယ်တော့ငြင်းချင်ရဖို့အတွက်မတိကျဘူးလို့ဆိုပါလေ။သမ္မတထရန့်ကတော့တစ်ဖက်ကလည်း ငင်းချင်းရင်သဘောတူကြရပြီမှသာပူတင်ရဲ့အမေရိကန်ခီးစဉ်ကိစ္စဆွေးနွေးတင်တယ်လို့ဆိုပါလေပူတင်ရဲ့အမေရိကန်ခီးစဉ်ဖြစ်နိုင်ခြင်းအကြောင်းဆွေးနွေးခြင်းမပြုမီယူကရိန်းငင်းချင်းရင်အတွက်သဘောတူညီမှုသဘောတူညီမှုရဖို့ကအဓိကလိုအပ်တယ်လို့ထွန်းကပြောပါလေသတင်းတော်တွေကငင်းချင်းရင်သဘောတူညီချက်လက်မှတ်ထိုးပြီးပူတင်ကိုအင်ဖြူတော်ကိုဖိတ်ကြားဖို့ရှိမရှိမေးမြန်းမှာထရန့်ကတအားခုချက်ချင်းဆွေးနွေးခြင်းစိမ့်မရှိသေးပါဘူး ယူကရိန်းပဋိပက္ခအငြိမ်းချမ်းရေးအတွက်သဘောတူညီချက်ရဖို့ကလိုအပ်ပါတယ်။သဘောတူညီချက်ကိုလက်မှတ်ထိုးဖို့လိုတယ်လို့ဖြစ်ပါတယ်။ဘာလို့အဲ့ဒီသဘောတူညီချက်ကိုလက်မှတ်ထိုးဖို့လိုပါလဲ။ဒါဟာအခုချိန်မှာစဉ်းစားနေတဲ့တခုတည်းသောအရာလို့ထွန်းကပြောပါလိမ့်။အမေရိကန်နဲ့ယူကရိန်းကိုယ်စားလှယ်ဖွဲ့တွေဟာဆော်ဒီနိုင်ငံချက်ထားမှာဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ပူးပြဲထုတ်ပြန်ကြေးရာယူကရိန်းဟာရက်30ကြာအပြစ်ခတ်ရဆက်ရည်နဲ့ တင်ရဇာတသဘောတူညီမှုဆိုင်ရာကိစ္စလက်မှတ်ထိုးဖို့သဘောတူပါလိမ့်။ရုရှားကတော့ခုချိန်ဒီအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးနေဆဲဖြစ်တယ်လို့ဆိုပါလိမ့်။ရုရှားဟာယူကရိန်းပြည်ပကောက်အဆုံးသတ်ဖို့အဆိုပြုချက်ကိုလက်ခံဖို့အစဉ်သေးရှိတယ်လို့တော့ပြောပါလိမ့်။ဒါပေမဲ့မူအဖြစ်လက်ခံပြီးနောက်ထပ်ဆွေးနွေးစရာတွေကအများကြီးရှိသေးတယ်လို့ဆိုပါလိမ့်။ရှင်ရှင်မြင့်ကျင်းတဲ့အဖော်ဆောင်ပြီးပြိပကရဲ့စမြင့်ကိုဖြည့်ရှင်းပေးနိုင်ပါကငင်းကျမှုကတော့ဖြစ်နိုင်တယ်လို့ပူတင်ကပြောကြောင်းသိရပါတယ်။ ထရန့်ကတော့ဒီသတင်းဘက်ကို၂ရက်တာအတွင်းမှာအလုပ်တွေအများကြီးပြီးစီခဲ့ကြအောင်ယူကရိန်းစစ်ပွဲကိုအမှန်တကယ်အဆုံးသတ်နိုင်တော့မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ကြောင်းပြောပါတယ်ဒီကိစ္စဟာလက်တွေ့ဖြစ်နိုင်ချေရောမဖြစ်မြောက်နိုင်သေးတာပါကြုံလာနိုင်တယ်ဆိုပါတယ်အခြေအနေကတော့ကောင်းတယ်လို့ကြောင်းပြောပါတယ်စစ်ပွဲပြီးမှာနေမြေပိုင်ဆိုင်မှုခွဲဝေတမဲ့ရေးကိစ္စကိုလည်း ရုရှားနဲ့အသေးချဆွေးနွေးရလိမ့်မယ်လို့ဆိုပါတယ်စစ်ပွဲမတိုင်ခင်ကအခြေအနေနဲ့ရှင်နေမြေများပြားအခြေအနေဟာတော်တော်လေးကွဲပြားခြားနားတော်ပြီဖြစ်ကြောင်းနေမြေတွေတအားပိတ်ဆုံနေတဲ့အကြောင်းကိုသေချဆွေးနွေးရမှာဖြစ်ပြီးအဲ့ဒီအပိုင်းမှာမိကုန်းထုတ်စရာအများကြီးရှိတယ်လို့ထရန်ကမှတ်ချက်ပေးပါတယ်တစ်ဖက်မှာလည်းအဲ့ဒီကိစ္စရဲ့အခြေခံကြတဲ့အပိုင်းတွေကိုယူကရိန်းရုရှားနဲ့ဗမာအမေရိကန်ဟာအတော်များများဆွေးနွေးညှိနှိုင်းပြီးပြီလို့သတ်မှတ်နိုင်ကြောင်းဆိုပါတယ် တချို့ပိုင်ဆိုင်မှုခွဲဝေကိစ္စတွေကအဖြေကျွထွက်ထားပြီးပြီးတော့ထွက်ကပြောကြသွားပါလိမ့်တရုတ်သမရာရှိချင်းဖြင့်အတွင်းလူနဲ့စစ်တပ်ထိတ်တန်းကောင်းဆောင်ဖမ်းဆီးခံရတဲ့ဆိုပါလိမ့်တရုတ်စစ်တပ်ထိတ်တန်းကောင်းဆောင်ဟဲဝေတုံဖမ်းဆီးခံရကြောင်းသတင်းတွေထွက်ပေါ်နေပါလိမ့်တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနထံအီးမေးလ်နဲ့ဒီသတင်းကိုအတည်ပြုဖို့ဆက်သွယ်ပေးမြတ်ထားပေမဲ့ဖြေကြားခြင်းရှိဘူးလို့ယူဝစ်ကဆိုပါလိမ့်တကယ်လို့တည်ပြုရင်တော့ တရုတ်စစ်တပ်ကိုထိန်းချုပ်ထားတယ်။သမရရှိချင်းပြင်ခေါင်းဆောင်နဲ့အဖွဲ့ဝင်၅ဦးကဗဟိုစစ်ကော်မရှင်ဒူအိုခရာဟဲဝေတုံကိုဖမ်းဆီးထိန်းသိမ်းခြင်းဟာတရုတ်စစ်ဘက်ခေါင်းဆောင်ပိုင်းမှာကြီးမားတဲ့အရေးတစ်ခုဖြစ်လာမှာဖြစ်ပါလေ။ဖူးကျန်းပြည်နယ်မှာရှိချင်းပြင်တောင်းဝန်ထမ်းဆောင်တဲ့ရှိချင်းပြင်ရဲ့ရင်းနှီးမှုကြောင့်ယာရုကြီးရရှိခဲ့ပြီးသူဟာဖူးကျန်းကရဲ့အတွင်းလူဖြစ်ပါလေ။သူဟာထိုင်ဝမ်နဲ့ပတ်သက်တဲ့စစ်စင်ရေးတွေတာဝန်ယူထားတဲ့အရှေ့ပိုင်းစစ်ထဏာချုပ်အကြီးအကဲလည်းဖြစ်ပါလေ။ ရင်းမြစ်တစ်ခုကဘူဂျူကြီးဟဲဝေတို့ဖန်ခံရကြောင်းတရားစီတည်ပြုခဲ့တယ်လို့စုံစမ်းထောက်လှမ်းရေးသတင်းတွေရဆိုပါလိမ့်။ဘူဂျူကြီးဟဲဝေတို့ရဲ့တွေ့ရမှုကိုလည်းစုံစမ်းစစ်ဆေးမှုလုပ်နေပြီးလှုပ်ဝက်သတင်းချက်လက်တွေပေါက်ကြားမှုကြောင့်ဖြစ်နိုင်ကြောင်းဆိုပါလိမ့်။စစ်ဘက်ဆိုင်ရာပို့ဆောင်ရေးထောက်ပံ့ရေးနဲ့အခြေခံအဆောက်အအုံတွေကိုကြီးကြပ်ခဲ့ရတဲ့အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာနဝန်ကြီးဟောင်းကြောက်ခိုင်ရှန်ကိုလည်းဖန်ဆီးထားကြောင်းဆိုပါလေအဲ့ဒီဌာနကို2016ကဖျက်သိမ်းခဲ့ပြီးတခြားဌာနများစွာ လွှဲပြောင်းပြင်ဆင်ဖွဲ့စည်းခဲ့ပါလေ။ဒါဟာဖူးကျန်းပြည်နယ်မှာတက်ဆွဲထားခဲ့ပြီးအခုဖြစ်သိမ်းလိုက်တဲ့နန်ကျင်းစစ်တေသမှာအရင်တုန်းကဟဲဝေတုံဟာတောင်းဝန်ထမ်းဆောင်ခဲ့မှုတယ်လို့ဆိုပါတယ်။တရင်းသာအတိဖြင့်ဒီဖန်စီစစ်ဆေးမှုတွေဟာတရုတ်စစ်တပ်ပေါ်ရှီကျင်းဖျင်ရဲ့ချုပ်ကန့်မှုနဲ့တရုတ်စစ်တပ်တွေဖြစ်နိုင်ခြေရှိတဲ့အာဏာလုံဆွဲပွဲတွေဖော်ပြနေပါလိမ့်။2024နိုဝင်ဘာလမှာလည်းတခြားဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နိုင်ငံရေးလုပ်ငန်းဌာနအကြီးအကဲဖြစ်သူ မောက်ဟွားကိုအကျဉ်းပြတ်ချဆောင်မှုနဲ့မကြာခဏစီကံချိုးဖောက်မှုတို့အတွက်စုံစမ်းစစ်ဆေးခဲ့တယ်လို့သိရပါတယ်။တောင်အပြင်တရုတ်ရဲ့တတိယမြောက်ဩဇာကြီးဆုံးပုဂ္ဂိုလ်လည်းလူမျိုးကွဲမှပြောင်းနေတယ်လို့သိရပါတယ်။တရုတ်အနာဂတ်ကွန်မြူနတီပါတီရဲ့တတိယမြောက်ဩဇာအရှိဆုံးတာဝန်ရှိသူလည်းဖြစ်နိုင်ငံလုံးဆိုင်ရာပြည်သူ့ကိုယ်ရဲ့အမြဲတမ်းကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ကြောက်လိကြီးဟာတရုတ်ထိပ်တန်းလွှတ်တော်ပိတ်ပွဲအခမ်းအနားကိုလည်းတက်ရောက်ခန့်ခြင်းမရှိဘူးဆိုပါတယ်။ ကျောက်လီကြီးဟာမလာရှိနေကပြုလုပ်တဲ့နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက်မှာနောက်ဆုံးတွေ့ခဲ့ရတာဖြစ်ပါလေ။ဒီစည်းဝေးဟာဆယ်စုနှစ်များစွာအတွင်းအဲ့ဒီပိတ်ပွဲခံတာကိုပေါ်လစ်ဗျူကိုအမြဲတမ်းကော်မတီဝင်တွေအစုံအလင်တက်ရောက်ခြင်းရှိတဲ့ပထမဆုံးစည်းဝေးပါ။ကျောက်လီကြီးရဲ့တာဝန်လွှဲမှုအရာဆိုပြီး NBC ဒုဥက္ကဋ္ဌလီဟောင်းချောင်းကပိတ်ပွဲခံတာတဘာပတိဖြစ်ဆောင်ဆောင်ရွက်ခဲ့ပါလေ။ကျောက်လီကြီးဟာယောဂကြောင့်စည်းဝေးမတက်ရောက်နိုင်လို့ခွင့်ယူထားကြောင်းဆိုပါလေ။ ကျောက်လီချီဟာအမတ်လ10ရက်နေ့ကကျင်းပတယ်။တရုတ်ပြည်သူနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံနှစ်ပတ်လည်အစည်းအဝေးပိတ်ပွဲခမ်းနားကိုလည်းတက်ရောက်ခြင်းမရှိပါဘူး။အဲ့ဒီခမ်းနားကိုသမရရှိပါဝင် ပေါ်လိပ်ပြည်တော်မြန်မာကော်မတီဝင်6ဦးတက်ပါလေ။ကျောက်လီချီပဲမတက်ပါဘူး။ပေါ်လိပ်ပြည်တော်မြန်မာကော်မတီဟာတရုတ်မှာဆုံးဖြတ်ချက်တွေအဓိကချမှတ်တဲ့အဖွဲ့ပါ။အာဏာရပါတီမှထိတန်းကောင်းဆောင်တွေဟာနှစ်စဉ်နိုင်ငံလုံးဆိုင်ရာပြည်သူ့ကိုယ်ရန်နဲ့တရုတ်ပြည်သူနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံဖွဲ့ဝဲနဲ့ပိတ်ပွဲခမ်းနားလေး က်ရောက်ရတာဟာနိုင်ငံရေးထုံးစံဖြစ်ပါလေအခုတော့ကြောက်လိကြီးလိုထိတ်တန်းကောင်းဆောင်မတက်တာဟာထူးခြားနေတာပဲဖြစ်ပါလေကြောက်လိကြီးဟာအဲ့ဒီပိတ်ပွဲခန်းတော့တက်ရောက်ခြင်းမရှိခဲ့ုံတာမက NBC ဥက္ကဋ္ဌကသဘာဝတိတာဝန်ယူရတယ် NBC အမြဲတမ်းကော်မတီအစည်းအဝေးနှစ်ခုလည်းတက်ခြင်းမရှိပါဘူးဒီအစည်းအဝေးနှစ်ခုသဘာဝပြည့်ဖြစ်ဆောင်ရဖို့ NBC တူကြီးကလီဟောင်းအကြောင်းကိုလည်းတာဝန်လွှတ်အပ်ပေးခဲ့တယ်လို့သိရပါတယ် ကျောက်လီကြီးဟာ2010ခုမှာပေါ်လိပ်ပြူအမြဲတမ်းကော်မတီဝင်ဖြစ်တိုးမြင့်ခန့်အကြံခံရပြီးပါတီရဲ့အောက်တိလိုက်ဆောင်မှုနဲ့စီကံထင်းသိမ်းရေးဖွဲ့ဖြစ်တဲ့စီကံထင်းသိမ်းရေးဘူကော်မရှင်တွင်းမှုဖြစ်2022ခုတာဝန်ယူခဲ့ပါတယ်သူဟာ2022ပါတီညီလာခံမှာပေါ်လိပ်ပြူကိုမြေနဲ့ကော်မတီဝင်ဖြစ်ခန့်ကျင်ခံရပါတယ်။ပါတီရဲ့တတိယအဆင့်မြင့်ဆုံးဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။2023မတ်လမှာတော့လီကျန်ရှူအစား NBC ရဲ့မြေနဲ့ကော်မတီဥက္ကဋ္ဌဖြစ် ကြောက်လိကြီးကိုခန့်အပ်ခဲ့တယ်လို့သိရပါတယ်။ဒါတွေကို ကြည်ချင်းအပြင်တရုတ်မှာဖြုတ်ထုတ်တပ်ပွဲတွေများဖြစ်နေပြီလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါလိမ့်။ Tesla ထက်နှစ်ဆမြန်နဲ့အာသင်းနည်းပညာအသစ်ကို BYD ကမိတ်ဆက်ပါတယ်။ BYD တယောက်ကားကုမ္ပဏီဟာလျှက်စစ်ကားတွေအတွက်စီဖြစ်တဲ့လောက်သာအချိန်ကြာတော့မဲ့အာသွင်းနည်းပညာတက်ကိုမလ၁၈ရက်နေ့ကထုတ်ဖော်ပြသပါလေ။တယောက်နိုင်ငံနေနေရာတိုင်းကွန်ရက်တစ်ခုတည်ဆောက်မယ်လို့ဒါရိုက်ထုတ်လွှင့်တဲ့ခန်းနာမှာ BYD ကကြေညာပါလေ BYD တီထောင်သူဝမ်ချွမ်းဖူကကားလုံငန်းထဲမှာမကာဝတ်ပမာဏရှိတဲ့အာသင်းယူနစ်ကိုပထမဆုံးကျင်းအောင်မြင်ခဲ့တာလို့ရှန်ကျန်းဌာနချုပ်ကမှတ်ချက်ပြပါတယ်။ Super E platform လို့ခေါ်တဲ့ဒီနည်းပညာသစ်ဟာတထောင် kW ပမာဏနဲ့အာသွင်းနိုင်စွဲရှိသလို9မိနစ်ကြာအာသင်းယူနစ်တင် kW 400အထိတွာလာနိုင်မှာဖြစ်ပါတယ်။ဒါ900 kW ရှိတဲ့ Tesla ရဲ့နောက်ဆုံးပေါ်အာသွင်းလုံးထက်နှစ်ဆပုံမြင်ပါတယ်။ နေရာစစ်ကောင်ပါရှင်တွေဟာအာသွင်းနှုံနဲ့ပတ်သက်ပြီးဆွေးမှုရှိနေလို့ဒါအောင်ဖြေရှင်းနိုင်ဖို့အမြန်အာသွင်းနိုင်တဲ့ဤပညာဟာအခေယာကြလာခဲ့ပါလေ။ဒါကြောင့် BYD ကသစ်တေဆောင်မဲ့ platform တွေရာတွေမှာအလုံးမြန်တဲ့အာသွင်းတိုင်း၄000ကျော်ကိုပါတက်ဆင်ကျော်ဖို့ရှိပါလေ။ဒါပေမဲ့အချိန်ဘယ်လောက်ကြာမလဲဒါမှမဟုတ်ဘယ်လောက်ကုန်မလဲဆိုတဲ့ရင်းနှီးမြှုပ်နှံမှုသေးစိတ်ကိုတော့တရုတ်ကုမ္ပဏီဘက်ကထုတ်ပြန်ခြင်းမရှိပါဘူး။2014ခုနှစ်ကတည်းကတရုတ်ပြည်မှာ Tesla ရဲ့ Supercharger အသွင်းနေရာတွေရှိနေပြီဖြစ်ပေမဲ့ BYD ကအများပြည်သူသုံးဆွနိုင်တဲ့တခြားကားကုမ္ပဏီတွေရဲ့ Outlook ခန်းတွေကိုအဓိကပြီးခိုးနေရပါတယ်။ BYD ထက်သိငယ်တဲ့ New York, Li Auto, Aspan နဲ့ Zika တို့မျိုးတခြားတရုတ်ကုမ္ပဏီတွေကလည်းနှစ်နှစ်ချီအောင်အားသွင်းနေရတဲ့တိဆောက်ကရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နေပါတယ်။လွန်ခဲ့တဲ့နှစ်မှာ BYD က Destiny ရောက်လျက်စနဲ့ပါမောင်းနိုင်တဲ့ EV ကားပေါင်း၄ဒသမ၂တန်းကို ရောင်းချခဲ့ပြီးဒီနှစ်ထဲမှာတော့အစည်းအဝေး၅တန်းကနေ6တန်းထိရောင်းအပ်ဖို့ကြီးရနေတယ်လို့သိရပါတယ်။ ။ဒီအစိကလောကမှာလောစဲတက်စလာဟာတော့ထိုးထက်မှုတွေကို ခံနေရတာပဲဖြစ်ပါလေ။တရုတ်ကားကုမ္ပဏီ BYD ရဲ့အစိကလောကမှာထိတ်ဆုံးကိုရောက်ရှိနေပြီးတက်စလာဟာဒုတိယနေရာကနေလိုက်နေရပါလေ။တက်စလာ CEO Elon Musk ရဲ့နိုင်ငံရေးမှာပါဝင်ရှုပ်ထွေးတဲ့ကိစ္စကြောင့်ဥရောပမှာလည်းတက်စလာကားတွေဟာရောင်းအားတွေထိုးကြနေတယ်လို့သိရပါလေ။ ပြည်ပမှာအလုတ်သွားလုပ်တဲ့ခင်မွန်းတဲ့ဖြစ်သူကိုနှစ်ပေါင်း80ကြာစောင့်ဆိုင်ခဲ့တဲ့တရုတ်ဖောင်ဟာအသက်103နှစ်အရွယ်မှာကွယ်လွန်သွားရှာပြီဖြစ်ပါတယ်တရုတ်နိုင်ငံမှာတရ103နှစ်အရွယ်ရှိအဖောက်တို့ဟာခင်မွန်းတဲ့ဖြစ်သူပြန်လာကိုနှစ်ပေါင်း80ကြာကြာဆောင်းတိုင်းခဲ့ပြီးခုကသူမဟာကွယ်လွန်သွားရှာပြီဖြစ်ပါတယ်တီဟူကျန်းလို့အမည်ရှိတဲ့ဆိုပါတရုတ်အဖောက်ဟာမလာရှီယာနေက တရုတ်နိုင်ငံအနောက်တောင်ပိုင်းကွေကျိုးပြည်နယ်မှာရှိတဲ့သူမရဲ့နေအိမ်မှာပဲခွဲလွန်ခဲ့ခြင်းဖြစ်ပါတယ်။မိသားစုရဲ့နိုင်ကျော်ညာရတရားပြီးနိုင်ကျော်ညာမှာတော့သူမတေဆုံးရတဲ့အကြောင်းရင်းကိုသေးစိတ်ဖော်ပြခြင်းမရှိပါဘူး။အဖွားကိုတူခုချမ်းအားမကွဲလွန်မီ1940ပြည်နှစ်ကသူလက်ထက်ခဲ့စဉ်အခါကတုံးခဲ့တဲ့ခေါင်းအုပ်စုအဟောင်းလေးကိုလက်ထဲမှာကင်ထားခဲ့တယ်လို့မိသားစုကပြောကြောင်း Shanghai Morning Post ကဖော်ပြပါတယ်။ သူမရဲ့ခင်ပွန်းဟာသူမထက်အသက်၃နှစ်ငယ်ပါလေ။နာမည်ကဟွမ်ကျန်းဖူလို့ဆိုပါရဲ။တကယ်လို့သာသူမရဲ့ခင်ပွန်းလက်ရှိအချိန်ကြီးအသက်ရှင်နေမှဆိုရင်တော့အသက်တရာရှိပြီဖြစ်ပါလေ။လက်ထက်ပြီးနောက်မကြာမီဟွမ်ကျန်းဖူဟာကိုမင်းနယ်စစ်တပ်ထံဝင်ပြီးတိုက်ပွဲတွေတိုက်ခိုက်ဖို့ခတ်သွားခဲ့ရပါလေ။1943မှာသူမဟာစစ်မှုထမ်းနေတဲ့ဟွမ်ကျန်းဖုန်နဲ့ဒေသတစ်ခုမှာပြန်တွေ့ခဲ့ပြီးအတူနေထိုင်ခဲ့ပါလေ။အဲဒီနောက်ကိုဝင်ရပြီးနောက်အ ဇာတိကိုပြန်လာခဲ့ပါတယ်1944ဇန်နဝါရီလမှာသူမဟာသူ့ရဲ့တာဟွန်ဖာချန်းကိုမွေးဖွားခဲ့ပါတယ်တာဖြစ်သူမွေးပြီးရပိုင်းကြခင်မုန်းဖြစ်သူဟွန်ချန်းဖူဟာမိခင်ဖြစ်သူနာယီကြောင့်အင်ကိုပြန်လာခဲ့ပါတယ်တိမ်မကြခင်ပဲတပန်စစ်တဲကိုပြန်သွားဖို့အိမ်မနေထွက်သွားခဲ့ပါတယ်အဒီနောက်ဘယ်တော့မှအင်ကိုပြောင်းလာခြင်းမရှိတော့ဘူးလို့ဆိုပါတယ်သူဟာအင်္ဂုစာရေးရေးပို့ခဲ့ပြီးနောက်ဆုံးရေးပို့ခဲ့တဲ့စာဟာ1952ဇန်နဝါရီလနေ့မှာဖြစ်ပါတယ် ပွားပွားချမ်းရဲ့ပညာရေးအတွက်မိသားစုဘလောက်ပဲဆင်းရဲပါစေစာအုပ်စူးစမ်းတင်ဖို့အရေးကြီးတယ်ဆိုတာသူ့လေးထားစီဖို့မင်းလုပ်ရမယ်ဒါမှငါတို့တစ်ချိန်ချင်းကြာရင်သေးကြပေါ့ပြန်ဆောင်ရလိမ့်မယ်လို့ခင်မုန်းတဲ့ဖြစ်သူကစာထဲမှာရေးထားပါတယ်သူတောင်းခဲ့တဲ့စက္ကူစာရွက်ဟာမလေးရှားနိုင်ငံမှာရှိတဲ့တေဟုဆောက်လို့ကုမ္ပဏီတစ်ခုမှလုံးလုံးနေခဲ့ကြအောင်ပြသနေပါတယ်။ခင်မုန်းတဲ့မရှိခိုင်းဟိုကသူမဟာနေဘက်မှာရာလို့လို့ညဘက်မှာဖနက်နဲ့အဝေးထည့်ရက်လုံးရင်မိသားစုကို ပံ့ပိုးခဲ့ရပါတယ်နောက်ထပ်အင်တော်မျိုးကန့်လန့်မှုတွေရှိမဲ့ဒီမှာဟာငင်းဆန်ခဲ့ပြီးဒီနေ့ခင်မုန်းတဲ့ပြန်လာရင်ရောဆိုပြီးပြောပါတယ်အဖွားဟာအစမတက်ဘူးပင်ပန်းကျန်တဲ့တဲ့ဘဝအမြဲဖြစ်တမ်းရင်နေထိုင်ခဲ့တယ်ဒါမဲ့အဖွားဟာအမြဲအကောင်းမြတ်စိတ်ရှိတယ်လို့သူရဲ့မိမဝန်လီရန်ကဆိုပါတယ်စာအုပ်စူးစမ်းတဲ့ဘဝနောက်ပြီးကိုကြည့်ပြတဲ့နိုင်ငံနဲ့လူအဖွဲ့အစည်းတွေထဲဝင်ပံ့ပိုးမှုအဖေနဲ့ကျမတို့ငွေချင်းတွေကိုဖွားပြောခဲ့တယ်လို့မြေးဖြစ်သူကပြောပါတယ် သူမရဲ့တာခွန်ဖာချန်ဟာ1980မှာလေတဲ့မြတ်ကျောင်းဆရာဖြစ်လာပြီးတာပြည့်သူဟာသူမထက်စောလင်စွာ2022မှာကွယ်လွန်ခဲ့ပါလေဒီပါရှိတေဟုတ်ရေးကိစ္စတွေကြိုက်တွေ့တဲ့ကျန်းကြီးကောင်ကြီးအစိုးရဌာနကတော့အထောက်ထားရအဖွားရဲ့ခင်ပေါ်ဖိုင်ချက်ဖို့ဟာ1950မလေးရှားမှာခြေချခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်နေ့နိုင်ငံကြမှာစင်ကာပူကိုထပ်မံပြောင်းရွှေ့သွားခဲ့တယ်လို့ဆိုပါတယ် ဝန်ကျမ်းမှုနဲ့ပတ်သက်ပြီးနောက်ထပ်သတင်းချက်လက်တွေများရှိတော့ပါဘူး။ဝန်ကျမ်းမှုသေသလားရှင်သလားလည်းမသိဘူးလို့အာနာပိုင်တွေကပြောပါတယ်။သတင်းစာတွေမှာလူရှာနဲ့ကြော်ညာတွေထည့်တယ်နိုင်ငံခြားအေဂျင်စီတွေကတော့ငှားရတာအဖွားဟာဝန်ကျမ်းမှုကိုရှာဖို့အတွက်နီးလမ်းမျိုးတုံးပြီးစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့အချင်းနီးတာဖြစ်ခဲ့တယ်လို့မိသားစုကပြောပါတယ်။အကွာခင်မွန်းဖြစ်သူနဲ့ပြန်ဆုံမဲ့စိတ်အာရုံမှာထင်မြင်လာတဲ့ရုပ်လာတစ်ခုကိုတွေ့တဲ့အလား၊ကွယ်လွန်ခြင်းမှာတော့ ရင်းချင်ချင်းရှိပါတယ်လို့မြည်ဖြစ်တဲ့ဟွမ်လီယန်ကဆိုပါတယ်မိမိတို့မိသားစုအနေနဲ့အဖွားဖြစ်သူရဲ့ဆန္ဒကိုပြည့်မြောက်စေဖို့ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးအဖိုးခွန်ချမ်းမှုနဲ့တားဆိတ်မျိုးစုံကိုရှာတွေ့ဖို့တော့စူးစမ်းသွားမယ်လို့ဟွမ်လီယန်ကဆိုပါတယ်